အခုကထိုင်းနိုင်ငံအန်တောင်းခရိုင်ထဲမှာရှိတဲ့ဝမ်မုံပေဝမ်မုံပေအဝနဘေဗုဒ္ဓလိုလဲခေါ်တယ်ဗောနဒီထိုင်းတော်မူရုပ်ပါတော်မြတ်ကြီးရှိတဲ့နေရာကိုတောင်းဖို့နေတာဖြစ်ပါတယ် ထိုင်တော်မူရပါတော်မြတ်ကြီးကဟုတ်တယ်လေအခုမြင်နေရတဲ့အတိုင်းပဲเนาะအရင်တော့ငါတို့ရွှေရောင်ပေါ့เนาะအခုတော့ဒါဖြူရောင်ပြန်တုတ်ထားတာတွေ့တယ်ပေါ့เนาะကျွန်တော်မိမိတို့တွေ့အမြဲတမ်းလာနေတော့ငါတို့ဒီထိုင်တော်မူရပါတော်ကြီးခိုင်နေကြီးကအဲရွှေရောင်တုတ်ထားတာပေါ့เนาะအခုကတော့ဒါဒါ ဖြူရောင်ဆေးဖြူရောင်နဲ့ပြန်ပြီးတုတ်ထားတာတွေ့ရတယ်ပေါ့နော်မိမိတို့တော့မရောက်တာအာ၄၅လောက်တော့ရှိပြီပေါ့နော်ညောင်းကတော့ရွှေရောင်ပေါ့နော်အဲဒီဝမ်မဖျားမှာကဒီငရေခမ်းတွေလည်းရှိတယ်ပေါ့နော်ငရေခမ်းတွေပတ်သက်ပြထားတာ ရှိတယ်ဒီမှာနော်မြင်ရတဲ့အတိုင်းငရေကြီးရှစ်ထပ်ကို ပုံစံမျိုးစုံနဲ့ပြထားတာပေါ့နော်အဲဒီဘုရားကိုလားဒီဝတ်မှုဘုရားကိုလားခွင့်တော့ဒီနေရာမှာဒါဒီငယ်ကန်းတွေအများကြီးကိုလည်းဒါအာမြင်ရမှာဖြစ်တယ်ပေါ့နော်အများကြီးမှာအများကြီးပေါ့နော်ဒီဘုရားဝန်ကြီးကဒါကျေလဲကျေတယ်ပေါ့နော်ဒီအတော့ဘောင်းကန်းနေဆိုရင်တော့နှစ်နှစ်ကြီးကျော်တော့မောင်းရတယ်ပေါ့နော်ဒါမြင်ရတဲ့အတိုင်းပါပဲ မရေကန်းတွေအများကြီးကိုသူတို့တွေတည်တည်ချာချာနဲ့ရုပ်ရုပ်တွေနဲ့သူတို့တွေထားအာပြထားတာပေါ့နော်ဒါစိတ်ဝင်စားစရာတွေလည်းအာအရန်ကောင်းပါတယ်နော်ဆောင်းကြရရရလေးရဒီထိုင်တော့မို့လို့ဗုဒ္ဓရောပါပေါ့လို့ပေါ့နော်ဒါပြဗုဒ္ဓလို့ပေါ့တယ်ဒီရောပါတော့အကြီးကကဘာပေါ်မှာထိုင်တော်မူနေတဲ့နော်မှာဒါအကြီးဆုံးပေါ့နော် အမြင်မီတာပေါ့နော်62ဒသမမီတာရှိတော့ပေါ့နော်ဒီရုပ်ဘာတော်ကြီးကဒါအမြင်မီတာ62ဒသမအမြင်ရှိတယ်ဆိုတော့ထိုင်းတော်မူရုပ်ဘာတော်လေးတည်းမှာကဘာပေါ်မှာဒါအကြီးဆုံးထိုင်းတော်မူရုပ်ဘာတော်နဲ့ကြီးလို့ဒါဆိုတယ်ပေါ့နော်ဘယ်ဗုဒ္ဓလို့လဲဒါနာမည်ဒီဘုရားရဲ့အောက်ခြေကိုတော့ခွတာသွားပြီးတော့အဖူးလို့မြအောင်ပေါ့နော်ဘုရားရဲ့အချင်းဒီခုလို့မြဘာရောက်လဲဆိုတော့ဟိုပြင်ထားတဲ့အခါကျတော့ ပိတ်ထားတာတွေ့တယ်ပေါ့နော်အဲ့တော့ဒီမှာပေါ့နော်ဒါဘုရားကိုလည်းသူတို့ဖြူရောင်းနဲ့ဒါပြောင်းထားတာတွေ့တယ်ပေါ့နော်ဖြူရောင်းနဲ့လည်းပြောင်းထားတယ်ဒီမှာအဲဒီမှာပေါ့နော်ဒါရောက်ခါတော့မြင်ကြည့်ရှိတဲ့နေရာပေါ့နော်ရင်းတော့တော့တော့ရောက်ပါတော့မြင်ကြည့်အောင်ချစ်တွေ့တော့ဖူလို့ရတယ်ပေါ့နော်အခုကတော့ဒါဘုရားတော်ကိုဒါစီးရီပြန်တော့နေတဲ့ခါကြတော့ ောက်ခြေတွေတော့ဖူလို့မရဘူးပေါ့နော်ဒါဒီနေရာမှာမြေခမ်းနေလေအာအများကြီးရှိတယ်ပေါ့နော်အဲဒါမြေခမ်းနေလေအများကြီးရှိတယ်အာဒီမှာအများကြီးပေါ့နော်ကဲဒါမျိုးတော့ဒါဘယ်ဟာကိုဖူပြီးတော့ပြန်လာတယ်ပေါ့နော်အဲတော့ပြန်လာပြီဒါကတော့ဝန်မုံပြန်ကြည့်တာအပြန်လမ်းပေါ့နော်ပြန်မလို့ဒါအတွင်းဝက်ပေါ့အဲနေရှိတဲ့ရန်ဒေတာပေါ့နော်အာဒီမှာပေါ့နော်အာဒီမှာ ်ချလာခဲ့ပြီဆိုတော့အာဒီမှာပန်းနေလေပေါ့လေဒါဝေရာသီရောက်ပြီဆိုတော့နည်းနည်းတော့မပင်လေးကတော့သိပြီးတော့မစိမ့်လို့မဆိုပြတော့ဘူးเนาะဝေနေရတဲ့မစိမ့်လို့တော့ဘူးနည်းနည်းလည်းသိပြီးတော့ဘာမှမဖြစ်တော့ဘူးเนาะပြန်လေတော့မိမိတို့ပြန်ထွက်လာတာပါเนาะတော့ဘာလုံးကအယုဒ္ဓယာကို လာလေတဲ့စနေပေါ့နော်အတေရုပ်ရည်နာမကိုနေမဝေးရုပ်ရည်နဲ့ဆိုနိုင်ဝက်တော့ပြထမှာပါလေအနောက်ဘေးဟောမောဘေးဟောလို့တွားရောက်ဖို့ရကြပါလို့တိုက်တော်ပါနဲ့နော်